မင်္ဂလာပါကျွန်တော်နာမည်ဒေါက်တာတက်ဆန်ထွန်းဖြစ်ပါတယ် NSMS ရဲ့ founder ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ကတော့မင်းပါပါ NSMS ရဲ့ co-founder တစ်ယောက်ဖြစ်ပါခင်ဗျာ ဒီနေ့တင်ပြမယ့်အကြောင်းအရာကတော့ development customer service အတန်းလေးကို mix up ပေးချင်တာဖြစ်ပါတယ်။အဲ့တော့ဆရာကြီးမင်္ဂလာပါ။မင်္ဂလာပါဆရာ။ဟုတ်။အဲ့တော့ကျွန်တော်ဒီဟာလေးမှာဘာ service နဲ့ပတ်သက်တဲ့ဟာလေးကိုဆရာလုပ်ငန်းကိုမှာဘလို့အရေးကြီးရေဆိုတဲ့အကြောင်းလေးကိုဆရာဖြစ်ပြပေးပါဗျာ။ဟိုခေါင်းဆောင်ရလည်းတာပါတယ်ပြီးတော့နော်ဖွင့်တဲ့အတန်းလေးရလည်းဒါ NSS ဆိုတာဖွင့်လာတဲ့ဟာလေးဆိုလည်းဒါဈေးကွက်ထဲမှာပေါ့နော်။ပြန်ပြီးတော့အဓိကတော့ apply လုပ်ရတဲ့ဟာလေးတွေများတာပေါ့နော်။ဆိုတော့ IT ကနေမှာပေါ့နော်ထူးခြားပြီးတော့ကောင်းမွန်တဲ့တန်းလေးတွေအမှတစ်ခု ုလို့အရင်ဆုံးပြောချင်တယ်။ဘာလို့လဲဆိုတော့ customer service ကိုပိုင်မနိုင်နိုင်မသိဘူးဆိုရင်ဘယ်လောက်ပဲ marketing တွေကောင်းကောင်းဘယ်လောက်ပဲ sales တွေကလက်ပေါက်စိတ်ပြီးတော့ကောင်းကောင်းမွန်မွန်လုပ်နိုင်နေစေပေါ့နော်။ customer service မှာမကောင်းလို့ရှိရင်80%သော sales တွေ80%သော development တွေကဟို waste ဖြစ်သွားတာများတာပေါ့နော်ဆရာ။အဲအကြောင်းမို့လဲဒါကျွန်တော်တို့ဆရာတို့ကပေါ့နော်ဒီကောင်းတဲ့လေးကိုဖွင့်မယ်ဆိုပြီးတော့ဟိုတိုင်ပင်ကြတယ်ဆွေးနွေးကြတယ်ဖွင့်ပြတယ်ပေါ့နော်။ဟုတ်ကဲ့ပါဆရာဟုတ် โอเคဒီမှာ module လေးပါရပါလဲဆိုကျွန်တော်တို့ကပိတ်ဆက်ပေးပါမယ်3 module ပေါ့လေ first module ကတော့ customer behavior psychology အဲ့တော့ကျွန်တော် customer ရဲ့စိတ်ပညာရဲ့အကြောင်းသိဖို့လိုတယ်အဲ့တော့လူတွေကပြောကြမလို့ marketing နဲ့စိတ်ပညာနဲ့ဘာဆိုင်လဲ no ကျွန်တော်တို့အယောင်သမားတွေကျွန်တော်တို့ marketing သမားတွေကျွန်တော် psychologist ကို customer behavior psychologist ကိုနားလေပေါ့လိုတယ်စိတ်ပညာနားမလဲကျွန်တော် driving လုပ်လို့မရအောင်နောက်ထပ် module ကကြာ customer relationship management နောက်ပိုင်းကျတော့ကျွန်တော် customer experience နဲ့ customer care ဲ့ပြောထားရ3555ပြောင်းသွားရ customer relationship management အကြောင်းလေးပါမယ်တတိယ module ကြ service management service ကအစလေဆုံး service ဆက်ဆက်နေတဲ့လူရဲ့အကုန်သိဖို့အတွက်လိုအပ်တဲ့ဒီ module တွေ၃ခုနဲ့ဖွဲ့ထားတယ်တော့ဆရာဘယ်လိုတက်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 တော့ဆရာဘောနောဟို ြောရမလို့ကုမ္ပဏီတစ်ခုမှာ middle management လောက်ကနေစပြီးတော့ဒီလုပ်ငန်း owner တွေထိရတော့အကြောင်းဝင်တာပေါ့နော်။ဘာလို့လဲဆိုတော့မိမိ customer ကိုကိုကပေးနေတဲ့ service တွေကစနစ်တကျဖြစ်ရလား။ ကိုပြီးနေတဲ့ဟာကိုတို့နဲ့အံဝင်ကြဖြစ်ရလားဆိုတော့ခုနကဆရာပြောခဲ့တယ်ပေါ့နော် psychology ပေါ်မူတည်ပြီးတော့ကိုကဘာတွေကို creation နဲ့ innovation ထပ်လုပ်နိုင်လဲဆိုတဲ့ဟာတွေနဲ့ဆက်ဆက်နေတဲ့အတွက်ပေါ့နော်အဲ့ level က middle level ကနေပြီးတော့ top management level တကယ် owner level ထိတော့တက်တင်ပါတယ်ဆရာဟုတ်ဒါပေမဲ့ကျွန်တော်တို့ NS Sample ဆို major ပေါ့တစ်ခါခါကြရင်ကျွန်တော်တို့ဆရာကျွန်တော်တို့ကိုကျွန်တော်တို့ကလေကိုကိုအထင်နဲ့ကြည့်ပြီးဆရာမင်းမွန်နဲ့ဆရာအာအာမင်းမွန်နဲ့ဒေါက်တာဆန်လုံးတင်မယ်ဆိုပြီးပြောကြရင်အဲ့တော့တစ်ခါခါကြအတွေ့အကြုံတွေကျွန်တော် main message ဖြစ်ဖို့တစ်ခါခါကြရင် ကျွန်တော်တို့မသိတဲ့လူတွေပါဘောနော်ဘလောက်အတွေ့အကြုံနဲ့ရှိလေးလို့ကျွန်တော်တို့မေးကြကျွန်တော်ကတော့မေးကြရေဘောကျွန်တော်တောင်းကျွန်တော်မင်းမဆက်ခင်ဆရာအဲ sales person in like ကို ဘနဲ့ခွန်းကစဝင်နေကုမ္ပဏီဘနဲ့ခွန်းနဲ့မှာစပြီးတော့လုံလာတယ်နောက်တစ်ခုကဒီ surface sample တက်ပြီးတော့ဘလုံးမျိုးလေးအတွေ့အကြုံရှိရဲ့ case stimulation ပြလိုက်ပါဦးဟုတ်ဆရာကျွန်တော်ဒီပေါ်တော့ sales marketing CRM ပေါ့နော်အခုဆိုလို့ရှိရင် branding ပေါ့နော်ပြီးတော့ strategy mapping နေပေါ့နော်အဲ့အရင်နဲ့ပတ်သက်လို့ကုမ္ပဏီပေါင်းဆိုလို့ရှိရင်အလုံးပေါင်း14ခုရှိပါပြီအဲကုမ္ပဏီရဲ့ career life မှာကျွန်တော်ဖြတ်သန်းလာတဲ့နှစ်ပေါ့နော်လုံလာတဲ့နှစ်ဆိုအလုံးပေါင်း23နှစ်ထဲဝင်လာပါပြီပေါ့နော်ဆရာပြီးတော့နောက်တစ်ခုကကျတော့ဒီပေါ့နော်ဟိုကျွန်တော်တို့က တော့တချို့ကြတော့ရှိရဲ့အာကိုကဒီ HR လုပ်တဲ့ HR နေပြီးတော့နောက် career life change နေတာမှာ sales marketing ရောက်တဲ့ sales marketing ကနေပြီးတော့ tower finance တခုခုပေါ့အဲ့လိုမျိုး department တခုတခုရင်းတွေကိုသွားကြတာတချို့တွေရှိရဲ့တချို့ကြတော့လေဒီကနေပြီးတော့ designer လုပ်တဲ့တခုခုပေါ့ change ဝင်လာရှိရဲ့အဲကျွန်တော်တို့ကြတော့ထူးခြားတာတခုရှိရဲ့ဆရာအဲ့ဒါပါလားစလာတဲ့က sales marketing ကိုအသွေးအသားတွေကချက်ပြီးတော့အသွေးတွေအသားတွေကနေပြီးတော့လုပ်လာတာပေါ့နော်၂၃နှစ်တည်တန်းနဲ့ရှိပါပြီပြီးတော့နောက်တစ်ခုကကြတော့ဘယ် level လောက်ကနေစခဲ့လဲဆိုတော့ပွင့်လင်းပြောရင်တော့ပေါ့နော်ကျွန်တော်လုပ်ငန်းက စတဲ့အချိန်မှာ delivery ကနေစခဲ့တာဆရာ delivery ကနေကိုကောက်ဝပစ္စည်းတင်ရန်ကုန်မြို့အနှံ့ပေါ့နော်ပစ္စည်းလက်ချပြရတယ်ဆိုရင်အဆင့်ကနေပြီးတော့အခုနောက်ဆုံး finalize ပေါ့နော်ကျွန်တော်တို့လုပ်ငန်းတုံးမှုကိုကျွန်တော်လက်ရှိပေါင်းစားနဲ့လုပ်နေတယ်ပြီးတော့နောက်တစ်ခုက company တစ်ခုရဲ့မြန်မာနိုင်ငံမှာ distribution branding ရှိနေတဲ့ company တစ်ခုရဲ့အဲပေါ့နော်အဲ့ distribution company မှာကျွန်တော် brand head အနေနဲ့ကျွန်တော်လုပ်ပေးနေတယ်ပြီးတော့ and then ပေါ့နော်ဒီ NSMS ကြောင်းမှာလည်းကျွန်တော် season marketing တွေကိုပြန်ပြီးတော့ညွှန်ဝေနေတယ်။ပြောချင်တာကဘာလဲဆိုတော့ theory တစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့23နှစ်သောလီယိုပါပေါ့နော်။ ဟို experience အနေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့က sharing လုပ်ရဲဆိုတာလေးပြောချင်တာပါဟုတ်ကဲ့ပါဆရာဟုတ်ဆရာပြောပြပါဦးဆရာကြီးလို့ကြီးရဗျာကျွန်တော်ဘွားအတွေ့အကြုံကပြော2005ရအယောင်းဓမ္မဘွားဆောက်လုပ်တာ sales marketing distribution customer service ကိုဆောက်လုပ်တာ2005ရတော့ခု2025ပဲထားပါတော့ဗျာအစကုန်းနှစ်ပေါ့နှစ်20ပေါ့နှစ်20ဟုတ်အဲ့တော့ဘွားလင်းပြောတော့ဟိုဥချက်ပြောတော့လက်ညှိုးတစ်ချောင်းပွက်တက်ဖို့အတွက်10နှစ်ကြိုးစားဆိုကျွန်တော်တို့ကနှစ်20ကြိုးစားပါတယ်အဲ့20ကြိုးစားခဲ့ရပါတယ်အဲ့တိုင်း န်ဖြစ်တဲ့အပြင်ကျွန်တော်ရဲ့ career life ပေါ့နော် academic ပတ်ဝန်းလေးလည်းသိကျင်ကြမှာပေါ့ဒေါက်တာတက်ဆန်ဆိုတော့ MBBS ဒေါက်တာလားဘာဒေါက်တာလဲလို့သိကျင်ကြအဲပြောနေအများစုပြောကြတယ်အဲ့တော့ကျွန်တော်က first degree က bachelor BA မြန်မာနဲ့ရထားတယ် second degree ကကျတော့ MBA ပေါ့နော် master of business administration edoscape college philippines နဲ့ကျွန်တော်ရထားတယ်အဲ specialized ကတော့ marketing နဲ့ပဲ customer service နဲ့ပတ်သက်ပြီးတော့ data analysis ရေးခဲ့တယ်တာမျိုးလုပ်ခဲ့တယ်ကျွန်တော် PhD program ကကြတော့ Aerospace College Philippines မှာပဲဟိုကျွန်တော်တို့ကခေါင်းဆောင်ကြအောင် SME supply chain နဲ့ကျွန်တော်ရေးခဲ့တာအဲ့တော့ SME ကိုကျွန်တော် supply chain ဖြစ်ဖို့အတွက်ဒီနောက်ဆုံး solution ဖြစ်ဖို့အတွက် customer and user certify ဖြစ်ဖို့အတွက်ကိုကျွန်တော်ကဘယ်လိုပြောမလဲ thesis ရေးခဲ့တယ်ကျွန်တော် webinar အများကြီးလုပ်ခဲ့တေချာတော့မှာကျွန်တော်ကအားမရအောင်အားမရကြရအဲ့ dissertation တွေကောင်းဖို့အတွက်အဲ့အရာကြီးကောင်းဖို့အတွက်ကျွန်တော်က diagram လုပ်ပြီးတော့ diagram နေပြီးချင်းမှုချင်းပဲပြင်ဂျပန်မှာကျွန်တော်တို့3လ5လောက်6လောက်ပေါ့နော် Toyota ပါဝင် fan အခု20 ်သွားပြီးတော့လေ့လာ Keijuku Training in Japan ဆိုတာကျွန်တော် PC ထားတယ်ပြီးွားရဲ့ခါကြလက်ရှိမှာလည်းကျွန်တော်ကမော်ရစီပွားတက်ကတော့မှာ Applying Sales တက်မဆောက် Applying Sales တက်ဟိုက Candidate အနေနဲ့ចောင်းသားအနေနဲ့ကျွန်တော်တက်နေတယ်ပြီးွားရဲ့ခါကြလည်းကျွန်တော် Feeder Diploma ပေါ့နော် Feeder Diploma မှာလည်းကျွန်တော်က Jennifer Switzerland Jennifer ပေးထား Feeder Diploma မှာလည်း Flight Forward နဲ့ Diploma ရထားတယ်ဒါတော့ကျွန်တော် Academy တက်အဲကျွန်တော်တို့ဒီအောက်ကကျွန်တော် Academy ဘက်ကနေပြီးရက်တူပြီးပြောမယ်ဆရာကကြတော့ Practitioner နေနဲ့ရက်ပြပြောင်းမယ်အဲတပတ်ကိုနှစ်ရက်ပဲလုပ်မယ်ဒီတန်းကလည်းဘာ true ကြအနက်ဆမ်မတ်ဆဲကျွန်တော်တို့ပို့လင်ပြောရင်2016ထဲကစရဲအတန်းမျိုးစီမပြတ်အောင်အတန်းဒီတန်းလည်းဖာတယ်ဆရာကျွန်တော်တို့ကဘာလို့ပညာဒါနအတန်းဟုတ်ကဲ့ဆရာကျွန်တော်တို့က free တော့မလို့ administration charges ဆိုယူထားတယ်တို့ညာလည်းပြင်ညာဒါနအတန်းသူများရဲ့ customer service လို့ပြောလိုက်တဲ့တသိန်းဝင်2သိန်း3သိန်း4သိန်း5သိန်းယူနေတဲ့အချိန်မှာကျွန်တော်တို့ပြင်ညာဒါန register fees ပဲယူထားတာဘာကြောင့်လဲတင်ကြမ်းမဲ့ကာလကလည်း3နှစ်နှစ်နိုင်အတင်ပေးပေးအဲပြီးရ CIA ကလည်း2ရောက်တင်ပေးပေး assignment နဲ့ရေးရမယ် presentation နဲ့လုပ်ရမယ် role play လုပ်ရမယ် certificate ကတော့ NSM ထုံးနေတယ်လွယ်လွယ်ကူကူတော့မရပါဘူးဒါလည်းတခုပြောချင်တယ်နောက်တစ်ခုကကြဘယ်သူကအသိမဲ့ပြည့်လဲဆိုတော့ Lincoln EDVA ကနေပြီးတော့အသိမဲ့ပြည့်ရဲ့ professional triple ma lamba ဲ့တော့ကျွန်တော်တို့တရားနဲ့ပတ်သက်ပြီးတော့ဆက်ပါဆက်ပြောခြင်းတည်းတယ်ဆိုတော့ဟောပေါ့နော်ဟို short to the point ပေါ့နော်အထက်မှာပါနေ short to the point လေးတခုပဲပြောမယ် customer service ဆိုတဲ့ဟာလေးပေါ့နော်အဲ့ရပါလဲဆိုတော့ခုနပြောသွားသလိုဒေါက်တာတန်အောင်သူကနေပါ academic ပိုင်းကနေပြီးတော့ theory တွေနည်းနည်းဆန်းဆန်းနဲ့ပြောသွားသလိုပဲဒီဘက်ကကျွန်တော်အပိုင်းကကြတော့လဲကျွန်တော်ဒီပါပေါ့နော်ဒီ experience ဘိုင်းကိုအခြေခံပြီးတော့ဒီ20ဝန်းကျင်ကျွန်တော်တို့ရဲ့ဟောတော်လာလောက်ရှာခဲ့တဲ့ဟာတွေနဲ့ customer service လုပ်တဲ့အကြောင်းတွေကိုပြောမယ်အထက်မှာ short to the point ဒီနေ့မှာ video ထဲမှာတခုမျှဝေးလိုက်မယ်အဲ့ရ ဘာလဲပါ counseling sellings လို့ဟာမျိုးကိုကျွန်တော်တို့က service လုပ်တဲ့ဟာမျိုးပြောချင်တာအကြံပေးရောင်းချရဲဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော် service လုပ်ပေးတဲ့ဟာမျိုးပေါ့နော်အဲ့ဒီဟာဘယ်လောက်ထိထိရောက်လဲဆိုလို့ရှိရင်ကျွန်တော်ခုနပြောခဲ့သူပေါ့နော် middle management နေပြီးတော့ owner တွေပါတဲ့ top management level ဆိုလို့ရှိရင်ဒီ short term point အခုလေးကိုခရီးမိမိသိရင်ရောတော့တော်တန်နေတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာအားလုံးပဲကျေးဇူးတင်ပါတယ်ရှိပါခင်ဗျာကျေးဇူးပါခင်ဗျာဟုတ် Thank you.